အားလုံးဝမ်းမနာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ messenger အသုံးပြုကြတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ messenger မှာတခြားသူတွေပို့ထားတာတွေကိုတခြားသူတွေအဝဲတကူဝင်ကြည့်လို့မရအောင် messenger software လေးကို lock ခတ်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကတခြား software တွေသုံးစရာမလိုပဲ messenger ရဲ့ update မှာပါလာတဲ့ feature လေးကိုပဲအသုံးပြုပြီးတော့ lock ခတ်တဲ့နည်းလမ်းလေးဖြစ်ပါတယ် အရန်ကိုအတုံးတဲပြီးတော့ကိုယ့်ရဲ့ messenger တွေကစာတွေကိုတခြားသူတွေအလွယ်တကူဝင်ကြည့်လို့မရအောင်ဒီနည်းလမ်းလေးနဲ့လောက်ကြည့်လိုက်ပါကဲ၍ကျွန်တော်ပြထားတဲ့နည်းလမ်းလေးအတိုင်း messenger ထဲမှာလောက်ကြည့်လို့မရခဲ့ရင်တော့မိတ်ဆွေတို့ရဲ့ messenger ကိုနောက်ဆုံး update ပေးဖို့အတွက် play store ထဲမှာဝင်ပြီးတော့ update လုပ်ပြီးမှပြန်ပြီးတော့လောက်ကြည့်လိုက်ပါခင်ဗျာ okay ပါ update လုပ်ချင်တဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ phone ထဲက play store ထဲကိုဝင်လိုက်ပါပြီးရင်တော့ play store ရဲ့ search bar လေးမှာ messenger လို့ရိုက်ချပေးလိုက်ပါ မစင်ကလို့ရရှာပြီးပြီဆိုရင်တော့ဒီညမှာကျွန်တော်တို့နေနဲ့ update လို့ပေါ်နေတယ်ဆိုရင်တော့ update ကိုနှိပ်ပေးလိုက်ပါကျွန်တော်ကတော့ update လို့ပြီးတော့ဖြစ်တဲ့အတွက်ဒီမှာ open ဆိုပြီးပေါ်နေပါတယ် okay ပါပထမဆုံးအနေနဲ့ messenger တဲကိုဝင်ပေးလိုက်ပါခင်ဗျာ messenger တဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အရင်တော့အလိုမျိုးမဟုတ်တော့ပါဘူးအဲကျွန်တော်တို့ရဲ့ menu bar လေးကကျွန်တော်တို့ညာဘက်အောက်တောင်လေးမှာဖြစ်သွားပါပြီ menu bar လေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ profile ရဲ့အောက်မှာရှိတဲ့ setting လေးတဲကိုထပ်ဝင်ပေးလိုက်ပါ setting တွေကိုရောက်ပြီဆိုရင်တော့အောက်မှာရှိတဲ့ကျတို့ preference ထဲမှာရှိတဲ့ privacy and safety ဆိုတဲ့ထဲကိုထပ်ဝင်ပြလိုက်ပါခင်ဗျာ okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျတို့ဒီနောက်မှာရှိတဲ့ security ထဲမှာရှိတဲ့ app lock ဆိုတာကိုကျွန်တော်နေနဲ့ဝင်ပေးရမှာဖြစ်ပါတယ်ဒီညမှာ off ဆိုပြီးတော့ဖြစ်နေရပေါ့เนาะ okay ပါ app lock ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ cloud လေးကိုကျွန်တော်နေနဲ့နှိပ်ပေးရမှာဖြစ်ပါတယ် cloud လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကိုကျွန်တော်ကအဲ လက်ပွေနဲ့နှိပ်ထားတယ်ဆိုရင်တော့ကျွန်တော်ရဲ့လက်ပွေလေးနဲ့ပြန်ဖြည့်ပေးလိုက်ပါ okay ပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ messenger ကိုကိုယ်အနေနဲ့ပင်နေထားခြင်းလို့လည်းရတယ်ကျွန်တော် password တွေပိုင်းနဲ့လည်းပေးခြင်းလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ log ကို okay ပါဒီညမှာဆိုရင်တော့ကျွန်တော် log ခတ်တဲ့နေရာမှာလည်းကျွန်တော်ရဲ့ messenger ကိုထွက်ထွက်ခြင်း log ခတ်စေခြင်းနဲ့ဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ after i leave messenger ကိုကျွန်တော်နဲ့ရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်1 minute after leaving messenger ဆိုတာကိုရွေးထားလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ messenger တွေကနေထွက်ထွက်ပြီးချင်း10မိနစ်အကြာဆိုရင်တော့ကျွန်တော်တို့ဒီ messenger ကို lock up ပေးမှာဖြစ်ပါတယ်။အောက်မှာရှိတဲ့15မိနစ် up 15 minute after leaving messenger ကိုရွေးချယ်ပေးထားမယ်ဆိုရင်တော့ကျွန်တော်တို့ messenger တွေကနေထွက်ထွက်ပြီးချင်းကျွန်တော်တို့15မိနစ်နေမှာကျွန်တော်တို့ရဲ့ messenger ကို lock up ပေးမှာဖြစ်ပါတယ်။ဒီနေရာမှာတော့ကိုယ့်ရဲ့စိတ်ကြိုက်ကျွန်တော်တို့ messenger ကိုအဆင်ပြေတယ်လို့ lock up လုပ်ရတယ်ပေါ့နော်။ကျွန်ကတော့စမ်းပြမှာဖြစ်တဲ့အတွက်အပေါ်ဆုံးက after i leave messenger ကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ back ထွက်ပြီးတော့ကျွန်တော်တို့ မက်ဆင်ဂျာတွေကနေထွက်လိုက်ပါမယ်။ Okay ပါဒါဆိုရင်တော့ကျွန်တော်စမ်းကြည့်ပါမယ်။ကျွန်တော်ရဲ့မက်ဆင်ဂျာလော့ခတ်သွားလားမခတ်သွားလားဆိုတာကိုမက်ဆင်ဂျာလေးကိုထပ်ဝင်ပေးလိုက်ပါမယ်။ Okay ပါဒါဆိုရင်တော့မက်ဆင်ဂျာလေးကကျွန်တော်လော့ခတ်ပြီးပါပြီပေါ့နော်။လော့ခတ်ထားကိုဖြည့်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့လက်ွယ်လေးနဲ့နှိပ်ပြီးတော့ဖြည့်ပေးလိုက်ပါခင်ဗျာ။ဒါဆိုရင်တော့ကိုယ့်ရဲ့မက်ဆင်ဂျာလေးတက်ကိုဝင်သွားပါပြီ။ โอเคပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ Messenger ထဲမှာပို့ထားတဲ့စာတွေအရေးကြီးတာတွေကိုတခြားသူတွေအလွယ်တကူကြည့်လို့မရအောင်ကိုယ့်ရဲ့ Messenger ရဲ့ update မှာပါလာတဲ့ feature လေးတစ်ခုနဲ့ lock ခတ်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်โอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအသင့်ပြေကြပါစေခင်ဗျာ